င်္ဂလာပါရှင်ဒီဇင်ဘာလ3ရက်ဗုဒ္ဓဟူးနေ့ကန်ဒရာဝတီ time တင်ဌာနရဲ့ညနေခင်းရုပ်သံတင်အစီအစဉ်ကိုပြန်လည်တင်ဆက်ပေးပါမယ်လွန်ကုံမြို့မှာတင်ပို့တဲ့အရာရရှိဖို့အတွက်နေအိမ်ပြစီသွားတဲ့ဒေသခံတွေမင်းနိုင်ယူရတယ်လို့ဆိုပါတယ်လူသားချင်းစာနာထောက်ထားမှုအဖြစ်ထိုင်းတောင်ပိုင်းရေးပေးအတွက်ပါဝင်လူထမ်းတာဖြစ်တယ်လို့ KNPP ကပြောပါတယ်33ချိန်မြောက်စီးကိန်းမှာရှင်ပြိုင်မဲ့မြမအမျိုးသမီးပေါ်လုံးအတင်ဘန်ကောက်ကိုရောက်ရှိလာပါပြီ ခရူဆိုကဒေါ်စော်ပြေဆစ်ဆောင်စခန်းမှာဆောင်းအေးတန်ကြောင့်ကလေးနဲ့တက်ကြီးရွယ်ဦးတွေအတွက်ဆောင်းအနွေးအထည်တွေလိုအပ်နေကြပါတယ်။ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဖိုင်ကောမာတိုက်ပွဲတွေကြောင့်နေအိမ်ဖြစ်စီသွားတဲ့ပြည်သူတွေအတွက်စစ်ကော်မရှင်ကတံပိုးသိမ့်အင်အားတွေဆောက်လုပ်ပေးနေပါတယ်။အဲ့ဒီအတွက်နေအိမ်အမှန်တကယ်ဖြစ်စီသွားတဲ့ဒေသခံတွေကမင်းနိုင်ယူရတယ်လို့သိရပါတယ်။စစ်ကော်မရှင်ကတိုက်ပွဲတွေကြောင့်နေအိမ်ဖြစ်စီသွားတဲ့ပြည်သူတွေနဲ့ဝန်ထမ်းတွေအတွက် ်တန်မိုးသင့်အရာအလုံး90ကိုဆောက်လုပ်နေတာပါအဲ့ဒီအရာတွေကိုမြင်းဒီကုံမြို့ဦးနဲ့နောင်ရကရက်ွက်တွေမှာတပြိုင်တည်းဆောက်လုပ်နေပြီလို့ပြောပါတယ်တင်းလင်းလုံးစစ်စင်ရေးအတွင်မြို့ပေါ်ရက်ွက်ကနေအိမ်အများစုဟာလက်နေကြီးလေချောင်းတိုက်ခတ်မှုတွေကြောင့်မီးလောင်ပျက်စီးခဲ့ရတယ်လို့ရှုံမီတွေကြောင့်လည်းနေအိမ်ပျက်စီးမှုရှိခဲ့တာပါလက်ရှိဆောက်လုပ်နေတဲ့တန်ဖိုးသင့်အရာတစ်လုံးက အိမ်အကျယ်16 28ပေးပက်လေဖြစ်ပြီးအိမ်တလုံးတန်ဖိုးက3300ကျော်ရှိနိုင်တယ်လို့ဆောင်းလုပ်ရေးကုမ္ပဏီနဲ့နေဆက်သူတူက Candrawati Time ကိုပြောပါတယ်တိုက်ပွဲတွေကြောင့်နေအိမ်မီလောက်ပြည့်စည်သွားတဲ့နောင်ရကနောင်ရခဒေါ်ဥခုဓမယုံမင်းစုနမ်ကို နနက်တော်သေးသမနဲ့မြင်းနီကုန်းမြို့ဦးကပြည်သူတွေ ဝန်ထမ်းတွေအတွက်ပထမအဆင့်အနေနဲ့တမိုးသိအရာအလုံး90ကိုဆောက်လုပ်နေတယ်လို့စစ်ကောင်မရှင်ဖက်ကလည်းတင်ထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းကရေပိဒုက္ခသည်တွေအတွက် Greeny အမျိုးသားတူသက်ရေးပါတီ KNPP ကလူသားချင်းစာနာထောက်ထားမှုအနေနဲ့ဘက်ငွေတသိန်းလူတန်းပေးအပ်ခဲ့ပါတယ်။ Do Good Foundation တည်ထောင်သူစီကို KNPP ကနိုဝင်ဘာလ30ရက်နေ့မှာလူတန်းငွေပေးပို့ခဲ့တာပါ။အဲ့ဒီအကူအညီပေးအပ်မှုကို Greeny လူထုတွေကြား အထင်အမြင်လွဲမှားမှု ရှိနေတဲ့အပေါ်မှာနိုင်ငံအချင်းချင်းကြားအပြန်လန်ကူညီပေးကြတာဖြစ်တယ်လို့ KNPP အလို့အမှုဆောင်ကော်မတီဝင်ခူဒန်နီယယ်ကတုံ့ပြန်ထားပါတယ်။ရည်ကြီးမှုကြောင့်နှစ်နာဆုံးချုံမှုတွေကြုံနေရတဲ့ထိုင်းတောင်ပိုင်းကလူထုတွေနဲ့အတူ KNPP ကလူထုတွေနဲ့ KNPP တို့ကအင်းကြီးချင်းနိုင်ငံတခုအနေနဲ့တရားရေရည်တည်နေကြောင်းကိုလည်း KNPP ကပြောထားပါတယ်။လက်ရှိမှာထိုင်းလူထုတွေနဲ့မြန်မာရွှေ့ပြောင်းလုပ်သားတချို့ ထိုင်းတောင်ပိုင်းမှာကြီးမားတဲ့ရေကြီးမှုနဲ့ရင်ဆိုင်နေရတာပါပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကရက်အတန်းကြာမိုးရွာသွန်းခဲ့လို့ထိုင်းနိုင်ငံတောင်ပိုင်းကခရိုင်ဆယ်ခုမှာနိုဝင်ဘာလတတိယပတ်ကလေးကရေပေးတင်နေခဲ့တာဖြစ်ပြီးအဲ့ဒီရေကြီးမှုအတွင်းမှာတော့လူတရ90နီးပါးသေဆုံးခဲ့ရပါတယ်ရေပေးအကူအညီအတွက် NUG ကလည်းအကူအညီတချို့ပေးအပ်ခဲ့တယ်လို့ခွန်အားပေးတူဝန်လွှာကိုလည်းပေးပို့ခဲ့တယ်လို့သိရပါတယ် ဖန်နိုင်ငယ်က action အဖြစ်လက်ခံကျင်းပမဲ့33ချိန်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲစီကိန်းမှာကစားသမား23ဦးပါဝင်တဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းမနေ့ကဒီဇင်ဘာလ2ရက်နေ့မှာပဲဘန်ကောက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းကအုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ဒီဇင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးဒီဇင်ဘာလ10ရက်နေ့မှာတော့မလေးရှားအသင်းနဲ့ဒီဇင်ဘာလ17ရက်နေ့မှာတော့ဗီယက်နမ်အသင်းတို့နဲ့ရှင်ပြန်ကစားရမှာဖြစ်ပါတယ်။ အလားတူပဲမြန်မာအမျိုးသားအသင်းကဒီဇင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးဒီဇင်ဘာလ12ရက်နေ့မှာတော့အင်ဒိုနီးရှားအသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။အခုနှစ်စီးကိန်းမှာမြန်မာနိုင်ငံကအားကစားနည်း36မျိုးနဲ့ကစားသမား1500နီးပါးဝင်ရောက်ရှင်ပြိုင်ချမှာပါ။33ကြိမ်မြောက်စီးကိန်းပြိုင်ပွဲကိုလာမယ့်9ရက်နေ့မှာဖွင့်ပွဲအခမ်းအနားပြုလုပ်မှာဖြစ်ပြီး20ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့နဲ့ ချုံပူရီမြို့မှာအာကစားပေါင်းများစွာကိုနိုင်ငံအသီးသီးကဝင်ရောက်ရှင်ပြိုင်ကစားချမှာဖြစ်ပါတယ်။ပရူဆိုမြို့နယ်အရှိချံကဒေါ်စော်ပြေစစ်ဆောင်စခန်းမှာတက်ကြီးရွယ်ဦးတွေနဲ့ကလေးငယ်တွေအတွက်ဆောင်းအနှွေးထည်အကူအညီတွေလိုအပ်နေပါတယ်။အဲ့ဒီဒေသကတောင်ပေါ်ဒေသဖြစ်တယ်လို့အေးတဲ့ပိုတဲ့နေရာဖြစ်ပါတယ်။ပရူဆိုအရှိချမ်းမှာဒေသတွင်အခြေအနေအမျိုးမျိုးကြောင့်လမ်းပန်းဆက်တွယ်ရေးခက်ခဲနေတဲ့အပြင် သွားလာရေးအဆင်မပြေတဲ့အတွက်ဆောင်းအနှွေးအထည်ဝယ်ယူရရှိနိုင်ဖို့ကခက်ခဲနေကြတာပါလက်ရှိမှာတော့ဆောင်းအအေးတန်စတင်လာတာရက်သက်တစ်ပတ်အကြာပဲရှိနေသေးပေမဲ့ဘီခရနစ်ထက်အအေးပိုတယ်လို့ဆိုပါတယ်ဒွန်းစော်ပြေစစ်ဆောင်စခန်းမှာတော့အခြေ340နဲ့အရှိပြီးလူဦးရေ900ကျော်နေထိုင်ကြပါတယ်အဲ့ဒီထက်ကလေးနဲ့တက်ကြီးရွယ်ဦးရေက200ကျော်ရှိတယ်လို့မတန်ဆွမ်း71ဦးလည်းရှိတယ်လို့သိရပါတယ် ကန်ဒရောမတီထမ်းမြေညနေခင်းရုံတင်အစီအစဉ်ကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘင်းကင်းလုံခြုံကြပါစေရှင်။ကျမမောင်ညမှာပါ။